ကင်းနီပြည်နယ်မှာစစ်ကြောင်းထတ်ထိုးလာလို့တိုက်ပွဲတွေပြင်းထန်နေပြီးရိုက်ကွန်မြို့နယ်တွေကလင်ဖုံကြီးကြီးရွာတိုက်ပွဲအတွင်စစ်ကောင်မရှင်တပ်သား၁၀ယောက်တေဆုံးပြီးတော့လက်နက်နဲ့ခဲယမ်းတွေရခဲ့တယ်လို့ကင်းနီမြို့သားများကကွယ်ရေးတပ်ကထုတ်ပြန်ပါတယ်ဒီသတင်းကို Morris ပြဖို့ထားပါတယ်ရှင်ကင်းနီပြည်နယ်တွေကလွယ်ကော်မြို့နယ်အရှိချမ်းဒီမော့ဆိုမြို့နယ်ဖရူဆိုမြို့နယ် ဘော်လခဲမြို့နယ်နဲ့ဂရနီရှန်းနယ်ဆက်ဖဲခုံမြို့နယ်ဘက်ဒီမှာစစ်ကော်မရှင်တပ်နဲ့ PNU ပူးပေါင်းတပ်တွေစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်ဒေါ်လာရေးပူးပေါင်းတပ်တွေနဲ့နေစဉ်တိုက်ပွဲတွေဖြစ်နေတယ်လို့ဂရနီမျိုးသားကာကွယ်တပ် KNDF ဘက်ကအော်တိုဘာလ17ရက်နေ့မှာသတင်းထုတ်ပြန်ထားတာပါအော်တိုဘားလ6ရက်နေ့တရက်ထဲမှာပဲခရနီပြည်နယ်ကနေရာ3ခုမှာတော်လိုင်းတက်တည်နဲ့စစ်ကော်မရှင်တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးလွိုက်ကော်မြို့နယ်ကလင်ဖုံးကြီးကျွရမှာလဲအင်အား60ကျော်နဲ့ထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တပ်တည်နဲ့ တော်လိုင်းတပ်ပေါင်းစုတို့နှစ်ရက်ကြာတိုက်ပွဲဖြစ်ခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်သား10ယောက်ကျော်သေဆုံးပြီးလက်နက်လေးလက်နဲ့ခရမ်းမီးကြောက်တွေရခဲ့တယ်လို့ KNDF ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။စစ်ကော်မရှင်ဘက်ကတော့ခရနီပြည်နယ်တဲကတိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီးထုတ်ပြန်တာမရှိသလိုအခုနောက်ပိုင်းထိုးစစ်တွေမှာစစ်မှုထမ်းနဲ့ပါလာတဲ့သူတွေများတဲ့အတွက်ရှေ့တန်းနေမှာထွက်ပြေးတဲ့သူတွေများတယ်လို့ဒီမော့ဆိုစစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်သားတယောက်ကပြောပါတယ်။တရားရဝါရဲ့လူတွေကြတော့ကျွန်တော်တို့ မိနစ်40လောက်ကြာတယ်ဗျာသူတို့သူတို့ကောင်းမလားမချင်းကျွန်တော်ပတ်တီစီပေးတာတို့ဟောလုံးပြီးခဏနှက်ထားဘူးတော့ပတ်တီစီပြီးခဏထိန်ထားပြီးအဲဒီကျွန်တော်တရနေ့က viewer ကားလာလို့ရှိရင် viewer ကားပေါ်တင်ပေးရတယ်ဗျာကျွန်တော်တို့အလုပ်ကတော့ဒီလောက်ပဲဗျာ move ရဲ့မှာကြတော့ဒီကျွန်တော်ရဲဘော်တွေမြုပ်ထားတာဒီ lane တွေမြုပ်ထားတာဗျာကြတော့ရဲဘော်တွေကြတော့ဒီစက်တင်ပြီးဗျာကျွန်တော်တို့ဒီ viewer မှာမြုပ်တယ်ဗျာ viewer လာခေါ်ပြီးမြုပ်တယ် အင်းကိုအင်းကိုဆက်သွယ်ပြင်မယ်လို့သူတို့ပြောတယ်ပြောရှုပ်ကြတယ်အဆက်သွယ်ကလည်းများရဲ့ရှိတယ်ပြောအကြဝါလူကြီးရဲ့မိသားစုဒါကတော့ Greeny Shan တောင်နယ်ဆက်ဖေခုံမြို့နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်နဲ့ PNU ပူးပေါင်းတပ်တွေကမြောက်စလုံးကျွော်ကိုမီးရှို့နေတာပါရွာကန်တွေကတော့မနစ်သေးကကယ်ဆယ်ရေးသမားတွေကယ်ထုတ်ပြီးသားမှုကျွော်အများစုကတော့လူတွေမနေကြတော့ပါဘူးနေအိမ်တွေမီးရှို့ခံရတဲ့အပြင်လက်နက်ကြီးနဲ့ drone တိုက်ခိုက်မှုတွေဟာအရသာပြစ်မှတ်တွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတာပါ အဲ့ဒါဖေကုံအနောက်ဆန်းချန်ပြောမှာပေါ့အဲဖေကုံနဲ့လက်တင်ကြားပေါ့အကရွာတွေပေါ့သူတို့စစ်ကြောင်းထိုးမှလေကျွန်တော်ဟိုးစာပေါ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဟိုတစ်ခါသထုတ်သေးတယ်ဟောအဲ့ဒါအကုန်ပဲကျွန်တော်တို့ထုတ်လာတော့ကုန်ပြီထုတ်လာတော့အချိန်တော့အခုတော့သူတို့ရောက်နေတာပေါ့ ဒီဇင်ဘာလမှာလုံမဲ့ရွေးကောက်ပွဲအတွက်ပြီးခဲ့တဲ့ဩဂုတ်လတည်းကခရီနီပြည်နယ်တဲကိုစစ်ကော်မရှင်ဘက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပြီးဒီမော့ဆိုဖရူဆိုဘောလက်ခဲကားလမ်းမကြီးတဝိုက်မှာလည်းစစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့တိုက်ပွဲတွေဖြစ်တဲ့နေရာတွေကိုမလိုအပ်ဘဲခရီးမသွားကြဖို့နဲ့စစ်ရေးအသည့်နဲ့လုံခြုံရေးတတိရှိကြဖို့အတွက်ခရီနီအမျိုးသားကာကွယ်ရေးတပ်ကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ